ဒီတင့်ကားတွေကတော့ယနေ့ Israel တောင်ပိုင်းမှာရှိပါတယ်။ Gaza ကမ်ပောင်းတို့ရွှေပြောင်းရန်ပြင်ဆင်နေကြပြီဖြစ်တယ်။ Israel ရဲ့စစ်ပွဲဟာအခုဆိုရင်16လနေမှာရှိနေပါပြီ။အခုကအဆင့်အတိတ်တစ်ခုကိုရောက်နေပါပြီ။ဒီအဆင့်အတိတ်ကအမြဲတမ်းအကျိုးဆက်တွေကိုဆောင်ကျင်းမဲ့ဖြစ်တယ်။ထို့အကျိုးဆက်တွေကတော့ထိုနေရာမှာနေထိုင်တဲ့ Palestine နတ်သန်းကျော်ကိုထိခိုက်နိုင်မှာဖြစ်ပါတယ်။အရန်တတာထောင်ပေါင်းများစွာကိုခေါ်ယူလာမယ်လို့ Israel ဆိုကြကပြောပါတယ်။ ိုက်ပွဲအဆင့်လဲတိုးလာမယ်သူတို့ရဲ့ရည်မှန်ချက်ကဂါဇာရဲ့အစိတ်ပိုင်းအများအပြားကိုသိမ်းပိုက်ဖို့ဖြစ်ပါတယ်ဂါဇာကမ်းပေါ်ဒေသမှာပြင်းထန်တဲ့အရေးယူမှုတွေကိုလုပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်ထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်အဲ့ဒါကစစ်ဦးစီးချုပ်ရဲ့အကြံပြုချက်ပဲဖြစ်တယ်ဟာမတ်စ်ကိုအနိုင်ယူဖို့အချိန်တန်ပြီလို့သူတို့ပြောပါတယ်၎င်းကတစကံတွေကိုကတင်ရမှာလဲအထောက်ကူဖြစ်စေမယ်လို့တို့ယုံကြည်ပါတယ်ကျွန်တော်တို့ဒီကြိုးပမ်းမှုကိုမရတတ်ပါဘူးငါတို့ဘယ်တော့ဘလူးကူမအရှုံးမပေးဘူးလို့တို့ကပြောပါတယ် ဂါဇာကဲမော်ဒီရာမှာအစ္စရေးတပ်ဖွဲ့ဝင်တွေမိမြကြကြရှင်းနေမိကိုဆင်းဆင်းလင်းလင်းမသိရသေးဘူးဒါပေမဲ့တောင်ဝရှိသူတဦးကဒရင်ထဏောကိုပြောတာကတော့ဆုံးဖြတ်ဆဲဖြစ်ကြောင်းသူတို့ကအဲ့လိုပြောပါတယ်ဒါပေမဲ့အစိုးရအဖွဲ့အကြီးတန်းအဖွဲ့ဝင်တချို့ကတော့ဒါဟာအမြဲတမ်းဖြစ်မယ်လို့ပြောထားပြီးသားဖြစ်ပါတယ်ကျွန်မတို့ဖိအားကိုမခံနိုင်တော့ဘူးခုအမျိုးသမီးတဦးကပြောပါတယ်စစ်ပွဲတပ်ဖြတ်မှုတိုက်စုံးမှု ဘုံခွဲမှုတို့ကိုကျွန်တော်တို့မကင်တွယ်နိုင်တော့ပါဘူး။ဘာမှတီးခတ်နိုင်စရာကြောင့်ကျွန်တော်တို့ကမရှိတော့ပါဘူး။ငါမို့ခေါင်းပါချင်းနဲ့ပျက်စီးခြင်းတို့ကိုပဲရင်ဆိုင်နေကြရတယ်။တနည်းတနည်းရွှေ့ပြောင်းနေရတဲ့လူတိုင်း၊နေတိုင်းသူတို့ဟာမတူညီတဲ့အရာတွေတည်းမှာနေထိုင်နေရတယ်။ပုပ္ပလင်းပြောရရင်အဖြစ်တစ်ခုတော့လိုချင်တယ်လို့သူမကပြောပါတယ်။ကျွန်တော်တို့အပြစ်ခရဆေးရီကိုလိုချင်တယ်။ကျွန်တော်တို့ရေရှိအပြစ်ခရဆေးရီကိုလိုချင်တဲ့အတွက်ကြောင့်ပြစ်ခရဆေးပြီးနောက်ပိုင်းမှာကျမတို့ပြည်သူတွေ ငင်းငင်းကြဲကြဲနဲ့နေနိုင်မှာဖြစ်တယ်။ကလေးတွေလည်းအခုတည်နေကြပြီးကလေးတွေကိုနေအိမ်ကနေစွန့်ခွာခိုင်းတယ်။ကလေးတွေရဲ့ဗိုက်စာနေတဲ့ဆာလောင်မို့တိတ်နေကြတဲ့အိုးအိမ်တွေလည်းပျက်စီးကုန်ပြီးနောက်ထပ်ပါဖြစ်ဖို့ကြံသေးလို့လဲလို့ဒီမှာကမြေးပါတယ်။တနွေနေညကလေကြောင်းတက်ခတ်မှုအတွင်းမှာအ ਨੇ ဆုံးလူ16ဦးသေဆုံးခဲ့ပါတယ်။ဒီနေ့မတော်တင်းကျခဲ့ကြပါတယ်ဂါဇာကမှာဒီမှာတိုက်ပွဲတွေမလိုင်းနေပြန်လာဆက်တင်ခဲ့ပါတယ်အစ္စရေးက နလာဂျာကီတာရနာပြီးတဲ့အနောက်မှာအပြစ်ကရဆဲယူချိုးဖောက်ခဲ့ပါတယ်။သူချင်းမဆပီးဒဇဂန်တွေကိုလုပေးခြင်းမရှိဘူး။ဟာမာစုကလည်းရှုံးပွဲမရှိသေးပါဘူး။ဂါဇာကဲမွန်ဒေတာမှာရှိတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေကပေါက်ပြန်တဲ့အဆင့်ကိုရောက်ရှိနေပြီလို့အကူအညီပေးရေးအေဂျင်စီကပြောပါတယ်။စားစရာတွေကုန်နေပြီ၊လောင်စာဆီတောက်ပတ်မှုတွေအလွန်နှဲတယ်။ဣဇွေကစာနာကြီးကလုံလုံလောက်ရှိတယ်။ဒါပေမဲ့မြေပြင်မှာများတဲ့အတိုင်းထောက်ထားတွေကစိတ်ပြက်အငြင်းမှုတွေပဲပြတ်တက်နေပါတယ်။ဣဇွေကအခု အကူအညီတွေပေးဖို့စဉ်းစားနေတယ်လို့ပြောတယ်။အကူအညီတွေဖြန့်ဝေဖို့နည်းလမ်းတွေကိုရှာဖွေနေတယ်။ဒါပေမဲ့အစည်းအဝေးတစ်ခုထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။အချိန်စရကိုထုတ်ပြန်ကြေညာခြင်းလည်းမရှိပါဘူး။သမ္မတထရန့်ကတော့ဆော်ဒီအာရေဗျကာတာနဲ့ UAE စနိုင်ငံ၁၀ရက်တွင်းတွားရောက်မယ်လို့မျှော်လင့်ရပါတယ်။လက်ရှိမှာတော့အစ္စရေးကိုတွားရောက်ဖို့အစည်းအဝေးမရှိသေးပါဘူး။ဟာမတ်အတွက်သဘောတူညီချက်တဲ့တရားကိုသဘောတူညီရန်အချိန်တိုတောင်းတယ်လို့အစ္စရေးတာဝန်ရှိသူကပြောကြားပါတယ်။မဟုတ်ပါက ်ထိုးစစ်အသစ်ဆွေးနွေးမယ်လို့ဆိုပါတယ်ဂါဇာမှာရှိတဲ့ဂါဇာလူမျိုးပါလက်စတိုင်းတွေကိုမောင်းထုတ်ဖို့စီစဉ်နေကြပါတယ်